တွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနဲ့တဲ့ဒီအတွေးသုံးမျိုးကိုသွားမတွေးနဲ့တွေးလို့ရှိရင်လူဖြစ်ကျိုးမနှက်ဖြစ်လိမ့်တယ်တုံ့ပြန်လာလိမ့်မယ်ကိုစီမကောင်းတဲ့အတွေးပါတော့ဆိုရင်သူများပစ္စည်းကိုကိုပစ္စည်းဖြစ်ခြင်းနဲ့အတွေးစားပေးလို့ပြောရင်အဘိစာလို့ခေါ်တယ်အဘိဆိုတာသူများပစ္စည်းကိုဇာစိတ်ကူးတာရခြင်းနဲ့စိတ်နဲ့စိတ်ကူးတာနော် သူများပစ္စည်းကိုကိုပိုင်ဆိုင်နေတဲ့ဆိုတဲ့အတွေးဟာဘာဖြစ်စေတတ်တဲ့အတွေးတော့ခုခေတ်လိုပြောမှဆိုရင်တခိုးတည်းများဖြစ်စေတတ်တဲ့အတွေးမဖြစ်ပေဘူးလားဖြစ်ပါတယ်အေးအဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသို့အတွေးမနောကံမနောတုဆိုင်လို့ခေါ်တယ်တဲ့အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလေမကောင်းတာပဲလာမယ်အကောင်းမလာဘူး ဟုတ်ကဲ့မှန်ပါဒါအတွေးနဲ့ပတ်သက်လာလို့ရှင်သူမြတ်ပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးတွေးမိလို့ရှိရင်ဟာဒီအတွေးကမှားနေတယ်ဒီအတွေးမျိုးငါမတွေးသင့်ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဖြာပါဒဘာလို့ဆိုရင်ကိုယ်နဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သေသွားရင်ကောင်းမှာပဲဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲ ဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဗျာပါဒအတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဘယ်တော့မှအကောင်းမလာဘူးတဲ့မကောင်းတဲ့အတွေးအဲ့ဒါအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျိုးနှက်ဖို့ရအတွက်အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့ နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာခုနပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလှုပ်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့ကတွေးကြကြတယ်ကောင်းတာလှုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလှုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်းတွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်းတွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလှုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူး သူတစ်ချိန်လုံးကကောင်းခဲ့တာတွေကိုသူခံစားနေရတာ မကောင်းတာလုပ်ပြီးဒီဘဝကြီးပွားနေလို့ရှင်တစ်ချိန်လုံးကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုတွေ့ရဟုတ်ကဲ့ကိုကအခုမှကောင်းတာတွေလုပ်တယ်ဟုတ်ပါပဲခုမှပဲကိုကတရားပင်ဆိုင်တာတရားသီးစားပါမလားစားပါဘူးကောင်းတာကိုကမှခုမှလုပ်တာကိုကအတိတ်ကဘလို့မကောင်းတာတွေလုပ်ခဲ့မှမသိပဲနဲ့ဆရာတော်ကြီးတပါးပြောတယ်เจ้ามาตะโคโคขา ခိုးခံရတဲ့အခါဆရာတော်ကြီးကဘာပြောဟေးတိတ်တိတ်နေကြတိတ်တိတ်နေကြတယ်မပြောကြနဲ့တဲ့တို့အတိတ်ကနေမကောင်းတာတွေပေါ်ကုန်နေတယ်